မယောင်းလိုက်ကအကြီးကျယ်ကြွားလုံးထုတ်နေတယ်ဘလောက်ပြင်းတဲ့ငလင်းကြီးလာပါစေမပြိုဘူးဆိုရဲမရာဝီစရာဖရားမှာဘုံပေါက်ကွဲမှုဖြစ်ပေါ်ခဲ့လို့အကြီးကျယ်ကိုပေါ်တော့ရိုက်ကုန်ပါပြီမယောင်းလိုက်ကတော့မရာဝီစရာဖရားကိုတတော်လီးကိုဂုံယူနေတယ်ဗျဟုတ်လေဟုတ်တာပဲလေနော်ဒီလောက်ထစ်ထီနေပြီးတော့မှတကယ်ကိုမှဆယ်နှစ်တသက်နောက်မရှိသေးတဲ့စစ်ကောင်စီရဲ့အဆောက်အဦကြီးတွေအကုန်လုံးပျက်စီးသွားတယ်ကျူးကျသွားတယ်နော်ဒါဝန်ထမ်းပေါင်းလေးအယောက်200ကျော်300တိဆုံးကြတယ် ဒီလိုချိန်မှာပဲမင်းအွန်လိုင်းတဲထားတဲ့နော်ဘရာဝီဇီယာဖျားဟာလောကကိုပျက်စီးခြင်းမရှိဘူးဒါတော်တော်လေးကိုထူးဆန်းပါတယ်နော်အဆန်များကြီးဂုံခံ ပြီးတော့လှုပ်ထားဖြစ်တယ်ဒါကြောင့်မို့လို့လေဒီလူဆာရောဖျားကြီးကိုယ်တိုင်ကဒါဘရာဝီဇီယာဖျားကိုပေါ့နော်ကဘာပေါ်မှာအကောင်းဆုံးရုပ်ပွားတော်ဖြစ်တင်စားထားတာပဲဖြစ်ပါတယ်နော်ဘရာဝီဇီယာဖျားကြီးရုပ်ပွားတော်ကိုကြည့်ရင်ပြုံးရှင်နေတာပဲတဲ့ဗျာသူ့လောက်နော်မျက်နာရောရှင်လန်းတဲ့ဖျားမရှိဘူးဆိုပြီးတော့ရုပ်ပွားတော်မရှိဘူးဆိုပြီးတော့ဒီလူဆာရောဖျားကချီးမွမ်းခဲ့တာပဲဖြစ်ပါတယ် ဒါကလေဒီဖျားကိုနော်ရုပ်ပွားတော်ကိုတိဆောက်ခဲ့တဲ့သူရဲ့စေတနာကြောင့်ဖြစ်မယ်ဆိုပြီးတော့ဒါမရဝိဇဖျားရုပ်ပွားတော်ဖွင့်ပွဲမှာဒီရူဆာရဖျားကြီးကိုယ်တိုင်ကအချီးကျူးခဲ့တာကိုကျွန်တော်နည်းနည်းတွေးရတယ်နော်မြောင်းလှိုင်ကလည်းထိုနည်းအတိုင်းပါပဲဒီဖျားကြီးကအခုခလင်ကြီးလုတ်ခတ်တဲ့ကမှာဘာမှမဖြစ်သွားတဲ့ကကျွန်တော်ဘုံစားရီဂုံယူတယ်ဒါတော့ပြန်ပါတယ်နော်ဆိုတော့အခုအဲ့ဒီနားမှာဘုံပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တာဖြစ်တဲ့အတွက်တော်တော်လေးကိုပို့လို့ရိုက်နေပြီဖြစ်ကြောင့်ကျွန်တော်နေချားရပြတော့တော်တော်လေးလေးစိတ်မကောင်းပါဘူး ကျွန်တော်တို့အမြင်မသူရင်တော့ဗောဗျာကျွန်တော်တို့တိုက်ခိုက်မယ်ဆိုရင်တော့ကျွန်တော်စီယုံနဲ့တိုက်ခိုက်လို့ရတယ်ဒါပေမဲ့ရုပ်ပွားတို့တော့ကျွန်တော်အဲ့လိုမလုပ်သင့်ဘူးလုံးဝကိုဒါမရေကြီးတဲ့ကိစ္စပါเนาะကျွန်တော်ပြည်သူတွေတတိထားရမယ်ပြည်ထောင်စုတွေတတိထားရမယ်เนาะလုံးဝဟာဒါကမလုပ်သင့်ဘူးเนาะကျွန်တော်အဲ့ဟာပြောချင်ပါတယ်အခုဘုံပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ပြည်စီမှုတွေရှိနေကြောင်းလေးတတိတွေထပ်ပေါ်လာနေပါတယ်မြောင်းလိုင်းကတော့တော်တော်လေးကိုဒါစိတ်တူနေမှာတော့အသေးချပေးဗျာเนาะ